မောတော်ကိုပြန်ရဖို့စစ်တက်ကရဟရင်ကိုစီးဖြင့်စစ်ကူလာဖို့ပါတယ်။လက်လွတ်လိုက်ရသည့်တနင်္သာရီတိုင်းမောတော်မျိုးနဲ့မောတော်တင်ကုန်းလန်အားပြန်လည်ဆိုးမွမ်းနိုင်ရဲ့အတွက်တင်ကုန်းဤတဝက်ရှိစစ်ကြောင်းထံရဟရင်ကိုစီးဖြင့်စစ်ကူပေးဖို့ခဲ့ကြောင်းစစ်ရေးသတင်းမြစ်ထံမှသိရပါတယ်။မင်းကတဲဖြူဆိုတဲ့နေရာမှာရဟရင်ကိုစီးနဲ့အင်အား၂ရလောက်စစ်ကူလာပြီးချသွားတဲ့အဲ့ဒီနေရာကတင်ကုန်းတဲဖြူပတ်ဝန်းကျင်ဒူရိုဆဲတလနီဘာလောက်ကိုစစ်ကြောင်းဖိုးလာတဲ့စစ်ကြောင်းဖြစ်တယ်လို့စစ်ရေးသတင်းကပြောပါတယ်။ မောတောင်တင်ကုန်းကားလမ်းကို KNAA ပူးပေါင်းတပ်များက2024ခုနှစ်အစောပိုင်းကတည်းကထိန်းချုပ်ထားတာပါစစ်တပ်ကမောတောင်မြို့ကိုပြန်လည်ရယူရန်အတွက်စစ်အင်အားဖြည့်တင်းသည့်အနေဖြင့်မောတောင်တင်ကုန်းလမ်းပေါ်တင်ကုန်းတဲဖြူစားသည့်ရွာများရဲ့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်နေပြီးစစ်တပ်ကရဟတ်ရင်များခန့်စစ်ကူပေးပို့နေတာပါတင်ကုန်းရွာအနီးတစ်ဝိုက်ရှိစစ်ကြောင်းများမှာ KNAA ပူးပေါင်းတပ်များရဲ့ပိတ်ဆို့တိုက်ခိုက်မှုများကြောင့်အချိန်ဆက်တလနီးပါးကြာသည့်အထိရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးပေမယ့်ပိတ်မိနေရာမှာ မောတော်မျိုးကိုပါဆုံးရှုံးလိုက်ရသည့်အတွက်စစ်တပ်ကစီရေရဒုံမြင့်ဖြစ်အားပေးလာတဲ့အကြောင်းပူပေါင်းတဲ့တာဝန်ရှိသူများကပြောပါတယ်။မောတော်မျိုးသည်စစ်တပ်အတွက်နေဆက်ကုံတွယ်ခွန်များအဓိကရရှိစေသည့်ထိုင်းမြန်မာနေဆက်ကုံတွယ်ရေးမျိုးတစ်မျိုးဖြစ်ပြီးဤတင်းနှာဒီပုတ်ပြင်းမျိုးနယ်တို့သို့မောတော်တိန်ကုန်းကားလမ်းကြောင်းတစ်ခုထဲမှဆက်သွယ်ထားတာပါ။မောတော်မျိုးကို KNA ပူပေါင်းတပ်များကနိုဝင်ဘာလ12ရက်နေ့ကစတိုက်ပြီးနိုဝင်ဘာလ14ရက်တွင်အပီးတက်တက်ခိုက်သိမ်းပိုက်လိုက်တာပါ။ မောတော်မျိုးကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများဆက်ရှိနေစေဖြစ်ပါတယ်။မောတော်မျိုးသည်ရခင်ကကရင်မျိုးသားစီယုံ KNU တပ်မဟာ၄ပိတ်ထားဝဲခရိုင်တနင်္လာရီမြို့နယ်ရုံးဆိုင်ရာမြို့ဖြစ်ပြီး1990ခုနှစ်တွင်စစ်တပ်ကတိုက်ခိုက်သိမ်းယူသွားခဲ့သည့်မြို့ဖြစ်ပါတယ်။ဖေယူဆိုနဲ့ဘောလာခဲမှာတိုက်ပွဲပြင်းထန်နေပါတယ်။နိုဝင်ဘာ16ရက်တိရတဲ့တရင်ကတော့ကရင်နီဘီနယ်ဖြူဆိုနဲ့ဘောလာခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီစစ်ရေးတရင်ရင်းမြစ်နဲ့ရဲဘော်အချို့ကပြောပါတယ်။ မြမစစ်တပ်ရဲ့ထိုးစစ်ကိုခုခံနေတဲ့ခရင်နီတပ်ပေါင်းစုတွေနဲ့မာကယော့ရှိကျေးရွာနီဒဝိုက်မှာနေ့စဉ်ထိတွေ့မှုဖြစ်နေတာလို့သိရပါတယ်။ဘောလခဲဆက်ပဲပြောရမယ်နေ့စဉ်ထိတွေ့မှုရှိတဲ့ထိတွေ့မှုကပြင်းထန်တယ်လို့ခရင်နီကာကွယ်ရေးရဲ့ဗိုလ်တူကပြောပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုရှိပြီးစစ်တပ်အနေနဲ့ဖြူဆိုဘောလခဲလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာမအောင်မြင်သေးဘူးလို့ခရင်နီစစ်ရေးတရင်ရင်မြစ်ကတည်ပေးပါတယ်။တိုက်ပွဲတွေကမိုးရဲဘက်ရောဖေကုံဘက်မှာပါရှိတယ်ဒါပေမဲ့ဘောလခဲမှာတော့ ဆက်တိုက်အခြေအနေပဲနောက်တစ်ခုကနမ်မေခုံမြို့ကိုလက်နက်ကြီးနဲ့ဆက်တိုက်ဖြစ်နေတယ်လို့သူကပြောပါတယ်။ဒါအပြင်ဒီမော့ဆိုမြို့နဲ့ဒေါငန်ကားနဲ့ပရောင်ငင်ကြီးရွာဘက်မှာစစ်တပ်ကဒရုန်းနဲ့ဆက်တိုက်တိုက်ခိုက်တာတွေရှိနေတယ်လို့သိရပါတယ်။ကရင်နီပြည်နယ်ဖြူဆိုထားလဲနမ်ဘဲဘောလာခဲလက်မကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲ့ဒီလက်မကြီးကိုနိုဝင်ဘာ6ရက်ကစားပြီးကရင်နီမျိုးသားများကာကွယ်ရေးတပ်ကပိတ်ထားပါတယ်။မြမတမတော်ကကရင်နီပြည်နယ်မဲဆက်ပါဆောင်နဲ့ရှားတော်မြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ချင်းပခွင့်ပေးမှာမဟုတ်ကြောင်းကရင်ပြည်ပြည်အားစုတွေကတုံ့ပြန်ထားပါတယ်။အထူးခိုက်အကြဆုံးတွေများနေတဲ့တာပေါင်းမြို့နယ်တိုက်ပွဲနိုဝင်ဘာ16ရက်နေ့တည်ရတဲ့တရင်ကတော့အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်မှာမြန်မာတပ်မတော်နဲ့အားရခတ်တက်တော် AA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။နိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းက တာပေါင်းမြို့နယ်တာပေါင်းကလေးရွာနဲ့ပတ်ဝန်းကျင်တိုက်ပွဲမှာထိတွေ့တိုက်ပွဲတွေဖြစ်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့ပါတယ်။တိုက်ပွဲတွေမှာတက်ပေးနေရပြီးစစ်ပြက်စရာကောင်းတယ်လို့အတိုင်းဝိုင်းကတုံးတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာပြောဆိုနေကြပါတယ်။တာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ရိုချင်းလေကျေးရွာနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ကလို့ဝင်ပါလား။စဲတရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆက်တွဲခြေနေကိုမထုတ်ပြန်သေးပါဘူး။ တာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတက်မှ66လက်အောက်ခံတဲ့ရင်တွေဖြစ်တဲ့ခမယ၄ခမယ၅ခမယ6ခမယ10ခလိုက်ရ35ခလိုက်ရ80နဲ့နောက်တောင်တိုင်းစစ်ဌာနချုပ်ပူတိလက်အောက်ခံတဲ့ရင်တွေဖြစ်တဲ့ခလိုက်ရ63ခလိုက်ရ290တိုးရှိနေရလို့တည်ထားရပါတယ်။အောက်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နှချလင်းဝင်ရောက်သူ နှစ်ဆက်ကျော်ရှိတယ်လို့လည်းတည်ထားရပါတယ်။တာပေါင်းရွံ့နယ်တဲ့ကတိုက်ပွဲတွေမှာအထိခိုက်တေဆုံးမှုတွေတော်များတယ်လို့တည်ထားရပါတယ်။တာပေါင်းနယ်လင်းမြတ်နာမြို့နယ်ဟာရခိုင်ပြည်နယ်ကိုမြို့နယ်နဲ့ဆက်ဆက်နေပါတယ်တာပေါင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။